မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်ရှီတန်းကိုလိုက်ရမှာဆိုလို့ဗိုလ်တထောင်မြို့နယ်တန်လက်ဆုံးမှာရှိတဲ့အေရရီရေတပ်စခန်းဌာနချုပ်ကစစ်ကောင်မရှင်တပ်သား၃ယောက်ဟာနိုဝင်ဘာလ၂၀ရက်နေ့ညနေကထွက်ပြေးသွားတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကညာရင်းချင်းလိုက်ရှာခဲ့တယ်လို့ဒေသခံတယောက်က TV ကိုပြောပြပါဗျ။ဒါပေမဲ့အဲ့ဒီတပ်သားတွေကိုပြန်တွေ့မတွေ့တော့မသိရသေးပါဘူး။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား၃ယောက်ဟာကြော်စိုးဝင်ထတ်အောင်လင်းနဲ့ဝင်ရဦးလို့ဖြစ်ပြီးစစ်လက်နက်ပစ္စည်းတွေယူဆောင်သွားခြင်းတော့မရှိဘူးလို့အုပ်ချုပ်ရေးနယ်နီဆက်တဲ့သတင်းမြစ်က TV ကိုပြောပါဗျ။ ူတို့တဲကတယောက်ကတန်လက်စွန်းရေတက်ထိမ့်သိမ့်ရေတက်ကဖြစ်ပြီးနောက်ထပ်နှစ်ယောက်ကတော့ပင်မဆက်သွယ်ရေတက်ကဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကရခိုင်ရှိတန်းစစ်မျက်နှာကိုရန်ကုန်နဲ့အေရီတိုင်းမှာရှိတဲ့အေတက်စခန်းကအရာရှိစစ်သည်တွေကိုပို့နေပေမဲ့ရှိတန်းမလိုက်ချင်တဲ့အရာရှိစစ်သည်တွေကရတဲ့နီးနဲ့ထွက်ပြေးနေကြတာဖြစ်တယ်လို့သိရပါဗျ။ ဖာပုံမြို့မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ဆုံးရှုံးထားတဲ့တက်စခန်းတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်စစ်ကောင်မရှင်ကစစ်ကြောင်းထိုးဖို့စည်ရေးပြင်ဆင်နေကြပါတယ်။ဒီအတွက်ဒေသခံတွေစိုးရိမ်ကြောက်လန့်ပြီးလုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းစစ်ဆောင်နေကြရတယ်လို့လည်းကုညီပေးနေသူတွေစီကသိရပါတယ်။အောင်ခန့်တင်ပေးပို့ထားတာပါရှင်။စစ်ကောင်မရှင်ကနမရွေးကောက်ပွဲပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့ မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖော်ပေါ်မြို့နယ်နဲ့လိုင်ဝဲမြို့နယ်တို့ခုမှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရေကောက်ကွယ်ကျင်းပနိုင်မှုနဲ့တက်စကန်နေပြည်နယ်သိမ်းပိုက်နိုင်မှုစစ်ကောင်မရှင်က DKVA ပို့ပြီးဖွဲ့နေရာသောက်တက် BGF ကူညီနဲ့မြေပြင်ဝင်ပစ်ကူရယူပြီးစစ်ကြောင်းထိုးနိုင်မှုကမာမောင်းမြို့အထက်သားကဝါလူကျွေးရမှာစစ်ရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်။စစ်ကောင်မရှင်စစ်ကြောင်းထိုးလာမှာကိုစိုးရိမ်ပြီး လုံခြုံမဲ့ထင်တဲ့နေရာတွေမှာ ရွှေပြောင်းပြီးဆစ်ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဘာဖြစ်လို့မောကာနာဝစ်ကတော့ဒီကနေ့ဘာလို့လဲတော့ဒီပါလကရန်ကမ်းန်ဂျိုဆာဘီဂျိုရီတော့ပြတော့ဒီတန်ချီယိုဒီလိုဆောင်မထွန်းကျွန်တော်လောက်တချီတော့မရှောင်းမစားလို့မစားတော့ဘူး။ဘာလို့လဲပြည်ကြလို့ကျွန်တော်ကလည်းဝီလ်ဂျွာရီကြွားရအောင်ရှိတယ်။ ်တော့ဝင်နေတော့ညနေစာတော့ပို့လို့တော့ဘာဒီတော့ပြောတော့သူကစစ်နေရအောင်တော့မချွေးတော့စစ်နေတော့တော့အညစ်ရောတော့ကိတူပြေသွားတယ်ရက်ကြည့်ပြေပြေပြေတော့တော့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်ဖာပေါ်ဂရိုင်းဒီဖာပေါ်ကတ်ကျော်မိဆိုင်ဝါကော်ဝါတုခုစတဲ့နီးနားကြည့်ရကဒေသခံပြည်သူသပေါင်းနီးပါးဟာမြန်ကြီးငူကမမောင်ဖမ်းမြို့နယ် ဘေးလူကဆွေမျိုးတွေစီထွပစ်တင်းချောင်နေရပါတယ်။လက်ရှိမှာလည်းဒေသခံတွေဟာစပားရည်သိမ်းချိန်နဲ့တောင်ရည်သိမ်းချိန်ဖြစ်လို့လုပ်ငန်းတွေကိုရောက်နေသူတွေလည်းရှိပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာရင်တောင်ရည်နဲ့ဥယျာဉ်ခြံတွေမှာယာယီသိမ်းချောင်နေသူတွေအတွက်အသက်အန္တရာယ်စိုးရိမ်ရတယ်လို့စစ်ဆောင်ရေးဂူကြီးပေးနေသူတွေကပြောပါတယ်။ 西江土来了，二里西江里，这反正咯，人家安里人伢来不？做嘞嘛呗，比如也招伢哩，比如也我们啥乌云千里嘞嘛呗，就主要嘞，哦，专门乡里啦，有压力乡里啦，有企业，比如那边西江土路肯定堵呢咯，然后安里人安里伢来路比较艰难不咯？反正人嘞水伢来路比较艰难。那如果讲咯丽江哩比较忙的话，水库那边哩，讲个大概什么时候闲嘞？ အဲ့တဲ့အဲ့တဲ့နေရာလောကအလုံးစုံပဲလို့ပြောလို့မရဘူးလေနော်အတန်းကြီးအတွက်ရန်ဆိုးရင်ရတဲ့ခြေနေမှာရှိနေပေါ့အာသတ္တဘောရောသူရဲ့ယူပေါက်ကွယ်မဖြစ်ပြောင်းလုပ်ပဲဆိုရဲဒီပဲတဲ့ဒီရင်နဲ့လည်းတော့ပုံသေးတာတိုက်ခိုက်တာတွေလုံလာနိုင်တဲ့အခါကျတော့အတန်းကြီးအတွက်ရန်ဆိုးရင်ရတယ်ပေါ့နော်ဖာဖော်မျိုးနယ်အတွင်းစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကင်းရင်မျိုးသားစီယုံဂရန်ယူတပ်မ၅ဘက်ကလက်မခံဘူးလို့ပြပြတသားပြောဆိုထားပါတယ် ဒါကြောင့်စစ်ကောင်မရှင်ကဒုစစ်ဆင်လာရင်တိုက်ပွဲကြီးကျယ်ဖြစ်ပွားပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာမှာကိုစစ်ဆောင်တွေကစိုးရိမ်နေတယ်လို့တပ်မကတာဝန်ရှိသူကပြောပါတယ်။အဲဒုစစ်ဆင်လာမှာနဲ့ပတ်သက်ပြီးတော့မှဒီတိတ်တခံပြီးသူနေတော့တော်တည်စိုးရိမ်ရတာပါလေ။အခက်တဲ့သူတို့ဒုစစ်ဆင်လာပြီးဆိုတော့ရှိရင်တော့အကြီးကြီးတိုက်ပွဲတွေမှာဖြည့်ပြီးတော့မှသူတို့လေပြန်နေလာပြီးတော့မှဒီကူရီမှာလေဒါအလုံးမယ်ဆိုလို့ရှိရင်တော့ ီစီမေးချောင်းတွေအတွက်ကတော့တော်တော်လေးပိုတို့ဒီအခက်ခဲနေပုံများလာမယ်ဆိုတော့တို့အဲ့ဒီချောင်းနေတို့ဆိုရင်နေကြတာပေါ့နော်ပြီးခဲ့တဲ့အော်တိုဘာလတလတာအတွင်းကင်းရိုသာစီယုံဘီအန်ယူတက်မောင်ကနေဖာပေါ်မူရောခရိုင်တွင် တိုက်ပွဲပေါင်း121ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ဖက်ကတရင်မှုပါဝင်34ယောက်တည်ဆုံပြီး88ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်မရှင်တပ်ဖက်ကဒရုန်း လက်နဲ့ကြီးဖြင့်လေချောင်းကနေဘုံချက်တိုက်ခိုက်ခဲ့တာကြောင့်အယက်သားပြည်သူတယောက်သေဆုံးပြီး၆ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင် နေလေးလုံးပါဝင် စာတင်ကြောင်းနဲ့ဘာသာရေးကြောင်းကြီးထိခိုက်ပျက်စီးခဲ့တယ်လို့တပ်မှန်ကားကထုတ်ပြန်ပါတယ်။ကျွန်တော်အောင်ခံပါ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်